တရုတ်နိုင်ငံကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေဖြစ်တဲ့ရွက်ပြင်တဲတွေ၊ဆေးပစ္စည်းတွေ၊ဆောင်း၊အိယာကင်၊ချင်းနှောင်းနဲ့အထွေထွေလူသုံးကုန်ပစ္စည်းတွေမလ31ရက်ကထပ်မံရောက်ရှိလာခဲ့ပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ပြင်းထန်မြင်းကလေးကြောင့်စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊နေပြည်တော်ကောင်စီနယ်မြေနဲ့ပဲခူးတိုင်းဒေသကြီးတွေမှာထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရာ အဲ့ဒီဒေတာတွေကငလင်တန်တင့်ပြည်သူတွေအတွက်တရုတ်ပြည်သူသမ္မတနိုင်ငံကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကွင့်အရေးပစ္စည်းတွေတင်ဆောင်လာတဲ့ Air China လေကြောင်းကလေယာဉ်ဟာဘေကျင်းလေဆိပ်ကနေမလ31ရက်နေ့လယ်ပိုင်းမှာရန်ကုန်မြို့ကိုထပ်မံရောက်ရှိလာခဲ့ပါတယ်။အစောမလေးရင်နဲ့ရွက်ပြင်တဲတွေ၊စေးပစ္စည်းတွေ၊စောင်းအိယာကင်၊ခြံအောင်နဲ့အထွေထွေလူသုံးကုန်ပစ္စည်းတွေ 18,195ကီလိုဂရမ်ပါရှိပြီးရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိစဉ်တောင်ဝင်ရှိသူတွေကလက်ခံကြိုဆိုခဲ့တယ်လို့သိရပါတယ်။အဲနောက်တရုတ်ပြည်သူသမ္မတနိုင်ငံအမတ်ကြီးကလူရန်းရတာနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြရာတိုင်းဒေသကြီးဝန်ကြီးချုပ်ကကျေးဇူးတင်စကားပြန်လည်ပြောကြပြီးပစ္စည်းတွေကိုလွှဲပြောင်းလက်ခံခဲ့တယ်လို့သိရပါတယ်။ရောက်ရှိလာတဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုတက်မတော်သားတွေ ရန်ကုန်မြို့တော်အစီအမံတရားရေးကော်မတီကဝန်ထမ်းတွေပြည်ရင်းကုန်တင်ကုန်ချလုပ်သားတွေကသက်ဆိုင်ရာမော်တော်ယာဉ်တွေဘောကိုတင်ဆောင်ပြီးငလင်ဘေးသင့်ဒေတာတွေကိုရန်ကုန်တိုင်းဒေတာကြီးအစိုးရအဖွဲ့ရဲ့ကြီးကြပ်မှုနဲ့ဆက်လက်ပို့ဆောင်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိရလို့သိရပါဗျာ။